ရှင်ကျွန်မကသတင်းပါဒီနေ့မေလ23ရက်နေ့အတွက် People's Win ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကဘာကျော် Harvard တက္ကသိုလ်ရဲ့နိုင်ငံတကာကျောင်းသားလက်ခံခွင့်ကို Trump ဆိုရပိတ်လိုက်တဲ့သတင်း။မင်္ဂလာရေးရာရီအစိုးရခေါင်းဆောင် You know not trap ကိုစဉ်းစားနေရဆိုတဲ့သတင်း။ကုန်တင်တင်မောကြီးအိမ်နာရောက်နေတာကိုအလန့်တကြားတိလိုက်ရတဲ့ Norway မိသားစုတို့ရဲ့ဖြစ်စဉ်ဒီသတင်းတွေကိုပြောပြပေးပါမယ်ရှင်။ Harvard တက္ကသိုလ်မှာနိုင်ငံတကာကျောင်းသားတွေလက်ခံခွင့်ကို American သမ္မတ Donald Trump ကတားဆီးပိတ်ပင်လိုက်ပါတယ်။ ်ထရန့်ရဲ့အဆိုအရကဟာဗတ်တက္ကသိုလ်ရဲ့နိုင်ငံတကာကျောင်းသားတွေလက်ခံတင် जा ပေးဖို့လုပ်ပိုင်ခွင့်ကိုရုပ်သိမ်းလိုက်ကြောင်းမေလ22ရက်နေ့ကတက္ကသိုလ်စီအသည့်ပေးကျောင်းကြားခဲ့ပါတယ်။ဒါဟာအဆိုအရနဲ့ဟာဗတ်တက္ကသိုလ်ကြားကပြင်းထန်တင်းမာတဲ့မူဝါဒရေးရာအားပြိုင်မှုတွေမှာအဆိုအရဘက်ကနောက်တဆင့်တိုးပြီးဖိအားပေးလာတဲ့အိဗယ်လည်းဖြစ်ပါတယ်။ထရန့်ရဲ့အဆိုအရကအမေရိကန်တက္ကသိုလ်ကြီးတွေကိုဂျူးစန့်ကျင်ရေးဝါဒအကောင်းလာနေတာတွေကိုတားဆီးပေးဖို့တောင်းဆိုခဲ့ပြီးဟာဗတ်တက္ကသိုလ်ကတော့ ဒီကိစ္စဟာအစိုးရကလုံပိုင်ခွင့်ဆိုင်ရာပေါင်းကျော်ဆွတ်ဖက်မှုဖြစ်တယ်လို့ယူဆပါတယ်။ဒါကြောင့်လည်းအစိုးရရဲ့တောင်းဆိုမှုတွေကို Harvest ကဖိဆန်းခဲ့တယ်လို့တက္ကရိုတွေနဲ့အစိုးရကြားအမြင်ကွဲလှဲမှုမှာတက္ကရိုတွေဘက်ကဥဆောင်တဲ့အစိုးဖွဲ့အတွင်ရက်တီလာခဲ့ပါတယ်။မေလ22ရက်မှာတော့ American ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက Harvest ဟာ American စန့်ကျင်ရေးအကြမ်းဖက်မှုအားပေးရေးဝါဒီတွေကိုခေလွန်ခွင့်ပြုထားပြီးဂျူးကျောင်းသားတွေအတွက်လုံခြုံမှုကင်းမဲ့တဲ့တက္ကရိုပတ်ဝန်းကျင်မျိုးကိုဖန်တီးထားတယ်လို့ဆွတ်ဆွဲပြောကြားခဲ့ပါတယ်။ ။နောက်ပြီး Harvard တက္ကသိုလ်ဟာတရုတ်အာဏာရကွန်မြူနတီပါတီ CCP နဲ့လည်းလက်ဝန်းတည်းရှိနေတယ်လို့ဆက်ဆွဲပြီး2024ခုနှစ်ကတရုတ်အရန်တပ်ဖွဲ့ဝင်တန်တန်းသားတွေကိုလက်ခံလင်းကျင့်ပေးတဲ့ကိစ္စကိုထောက်ပြခဲ့ပါတယ်။ဒီအချိန်တွေကြောင့် Harvard ရဲ့နိုင်ငံသားသားចောင်းသားတွေလက်ခံခွင့်ကိုရုတ်သိမ်းလိုက်ကြောင်းဝန်ကြီးဌာနကပြောတာပါ။အကျိုးဆက်ဖြစ် Harvard ရဲ့နိုင်ငံတကာကျောင်းသားတွေဟာကျောင်းပြောင်းကြရမှာဖြစ်တယ်လို့အမေရိကန်မှာဆက်လက်ပညာသင်ယူခွင့်ရုပ်သိမ်းခံရတာမျိုးတွေလည်းကျုံလာနိုင်ကြောင်းဝန်ကြီးဌာနကတတိပေးထားပါတယ်။ ပြည်ပကျောင်းသားတွေလက်ခံခွင့်မရဘူးဆိုရင် Harvard ရဲ့ဝင်ငွေတွေကိုလည်းအကြီးအကျယ်ထိခိုက်စေမှာဖြစ်ပါတယ်။ပြီးတော့တကမ္ဘာလုံးရဲ့အတော်ဆုံးကျောင်းသားကျောင်းသူတွေကိုလေ့ကျင့်သင်ကြားပေးနေတယ်ဆိုတော့တက္ကသိုလ်ရဲ့ဂုဏ်ပုဒ်ကိုပါမေးမြန်းသွားစေမှာပါ။ Harvard မှာနိုင်ငံပေါင်း၁၀၀ကျော်ကနေလာရောက်ပြီးပညာသင်ယူနေတဲ့နိုင်ငံတကာကျောင်းသားကျောင်းသူ6800လောက်ရှိပြီးစုစုပေါင်းကျောင်းသားဦးရေရဲ့၄ပုံတပုံကျော်ရှိပါတယ်။ Harvard ဟာအမေရိကန်ရဲ့အကျွေးဝဆုံးတဲ့တက်တန်အင်ရုံတက္ကသိုလ်လည်းဖြစ်ပါတယ်။ Harvard နဲ့သဘောထားကွဲလွဲမှုအစပြုပြီးတဲ့နောက် ထရန့်ရဲ့အစိုးရကတက္ကသိုလ်အတွက်ဖက်ဒရယ်အစိုးရစီကနေသူတွေတနာထောက်ပံ့ငွေဒေါ်လာ2.6ဘီလီယံကိုလည်းဖြတ်တောက်လျှော့ချလိုက်ပါတယ်။ဒါအပြင်တက္ကသိုလ်ရဲ့အခွန်ကွင်းလွန်ခွင့်ရထားမှုအခွင့်ထူးကိုလည်းပယ်ဖြတ်ပြစ်ဖို့စဉ်းစားနေကြောင်းထရန့်ကပြောကြားထားပါတယ်ရှင်။ဘင်္ဂလားဒေ့ယာယီအစိုးရရဲ့ခေါင်းဆောင်မူဟာမက်ယူနုစ်ဟာယာဒူကနေနှုတ်ထွက်ဖို့စဉ်းစားနေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ဝန်ကြီးချုပ်ဟောင်းရှေ့ဟာစီနာရဲ့အစိုးရပြောကြားစေခဲ့တဲ့လူမှုအုံကြောင်းမှုအပြီးဖွဲ့စည်းထားတဲ့ယာယီအစိုးရမှာ ဘဏ်လုပ်ငန်းရှင်နဲ့ငင်းကြဲရေးနိုဘယ်ဆုရှင်ယူနော့စ်ကအတိုင်းအမေရိကန်ကျောက်ယာလူကိုလက်ခံယူပြီးဦးဆောင်နေတာဖြစ်ပါတယ်။ယူနော့စ်ရဲ့ယာယီအစိုးရဟာရွေးကောက်ပွဲကျင်းပပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဒီမိုကရေစီနိလန်းနဲ့အညီတင်မြှောက်တဲ့အစိုးရလက်ထက်ပြန်လည်အနှံ့မဲလို့ကတိပေးထားပါတယ်။ဒါပေမဲ့ယူနော့စ်ကနိုင်ငံရေးပါတီအားလုံးစီကပူးပေါင်းပါဝင်မှုကိုလိုလားနေတယ်လို့အမျိုးသားနိုင်ငံသားပါတီ NCP အကြီးအကဲနာဟစ်အစ္စလမ်ကပြောပါတယ်။သူဟာအတိုင်းအမေရိကန်ကျောက်နဲ့တွေ့ဆုံခဲ့ကြောင်းပြီးတော့နိုင်ငံရေးပါတီတွေကမထောက်ခံဘူးဆိုရင် နှုတ်ထွက်ဖို့စဉ်းစားနေရလို့ UNOS ကပြောကြားခဲ့ကြောင်းနာဟစ်ကဆိုပါတယ် UNOS နှုတ်ထွက်နိုင်ခြေတဲ့တွေကလည်းပြန့်နှံ့နေတာကြောင့်သူဟာဒီကိစ္စကို UNOS နဲ့တတိယချချဆွေးနွေးဖို့လိုလားကြောင်းလဲနာဟစ်ကမှတ်ချက်ပေးသွားခဲ့ပါတယ်အသက်84နှစ်အရွယ် UNOS ဟာနိုင်ငံရေးပါတီတွေနဲ့လက်တွဲလှုပ်လှုပ်သွားခြင်းပေမဲ့သူစီကိုဗဟိုပြုကြရောက်နေတဲ့အမြောက်များလာစားသောတောင်းဆိုမှုတွေအတွက်စိတ်ပြက်နေတယ်လို့ဤဆက်သူတွေကပြောပါတယ် UNOS ဟာပါတီတွေအနေနဲ့သူ့ကိုမထောက်ခံခြင်းမှုဆိုရင်သူလဲနှုတ်ထွက်ဖို့စဉ်းစားထားတယ်လို့ အစိုးရအဖွဲ့ဝင်တွေကိုအသိပေးခဲ့ကြအောင်သူ့ရဲ့အတွင်းစီအရာရှိတယောက်ကပြောပြပါဗျ။လူသိများတဲ့ပါတီတစ်ခုဖြစ်တဲ့ Bangladesh မျိုးသားရေးပါတီ BNP ကယာယီအစိုးရကိုဆန္ဒပြတဲ့ခြေတော်ပွဲတစ်ခုကိုမြို့တော်ဒါကာမှာဥဆောင်ကျင်းပခဲ့တဲ့နောက် Yunus ကယာဒူကနေနှုတ်ထွက်မယ်ဆိုတဲ့သဘောမျိုးတုံ့ပြန်လာတာဖြစ်ပါတယ်။ BNP ကယာယီအစိုးရအနေနဲ့ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်တဲ့လမ်းပြမြေပုံကိုမင်းများဆက်ဆက်မကြေညာဘူးဆိုရင်အစိုးရနဲ့ပူးပေါင်းနေမှုတွေကိုရုတ်သိမ်းမယ်လို့ချိန်ချောက်ထားပါတယ်ရှင်။ အခုနောက်ဆုံးသတင်းတပုတ်အနေနဲ့ကတော့ကုန်တင်တင်မောကြီးအိမ်သားရောက်နေတာကိုအဲ့ရနိုးချိန်မှာတိလိုက်ရတဲ့နော်ဝေးကမိသားစုတစ်ခုအကြောင်းကိုပြောပြပါမယ်။အဲ့ရဝင်တဲ့အချိန်အားလုံးပုံမှန်ရှိရာကနေမနက်လင်တော့အဲ့ရမကုန်တင်တင်မောကြီးကကိုယ်အိမ်ဘေးရောက်နေလိမ့်မယ်လို့သူပြောခဲ့မယ်ဆိုရင်ဘယ်သူမှယုံကြမှာမဟုတ်ပါဘူး။ဒါပေမဲ့နော်ဝေးနိုင်ငံကမိသားစုတစ်ခုကတော့အဲ့ဒီလိုမဖြစ်နိုင်တဲ့ကိစ္စမျိုးကိုတကယ်ပဲကြုံတွေ့ခဲ့ပါတယ်။ဖြစ်စဉ်ကတော့နော်ဝေးနိုင်ငံဗင်လန်းဆက်မြို့နာကပင်လယ်ကယိုတန်းတနေရာမှာ 442ပေရှည်လျားတဲ့ကုန်တင်တင်မောကြီးကမတော်တဆတောင်းတင်သွားခဲ့တာဖြစ်ပါတယ်။ကွန်တိန်နာတွေတင်ဆောင်လာတဲ့ NCN Jordan တင်မောကြီးဟာမေလ21ရက်နေ့တုန်းကအဲ့ဒီကန်ယူတန်းနေရာကိုဥပိုင်းနဲ့ဝင်တိုက်မိပြီးတောင်းတင်သွားခဲ့တာပါ။တင်မောဝင်တိုက်မိပြီးတောင်းတင်နေတဲ့နေရာဟာတထက်အင်္ဂလိပ်တလုံးနဲ့ပေအနှင်းငယ်ပဲကွာပါတယ်။တနည်းအားဖြင့်တင်မောဟာအိမ်တတဲ့ကိုတော့ဝင်တိုက်မိနိုင်ခြင်းရှိရာကနေပုတ်ကာဒီကလွဲချော်သွားခဲ့တာပါ။ဒါပေမဲ့အိမ်ပိုင်ရှင်မိသားစုကတော့အဲ့ဒီအကြောင်းကိုမသိဘဲနှစ်နှစ်ချက်ချက်အိပ်ပျော်နေခဲ့ပါတယ်။ မနေသားတဲ့အိမ်ကြီးချင်းတွေကဘဲသွားသေးပြီးအိမ်ရှင်တွေကိုတော့အကျိုးအကြောင်းပြောပြတော့မှသူတို့ကဗင်းပေါက်ကိုဖွင့်ကြည့်လိုက်ကြပြီးမျောလင့်မထားတဲ့အိမ်ကြီးချင်းအစ်တကြောင့်မျက်လုံးပြူးကုန်ကြတာပါသူတို့အိမ်နေတဲ့နေရာဟာတင်မောဥပိုင်းနဲ့ဆိုရင်ပေ၂၀ကျော်ပဲဝေးပေမဲ့ဘာအတန်းမှမကြားမိခဲ့ကြအောင်ပတ်ဝန်းကျင်မှာကြောက်စကြောက်နာတွေနဲ့ပင်လယ်ရင်မော်တွေဖျို့ဖျဲပြန့်ကျဲနေတာကိုတွေ့ခဲ့ပြီးတင်မောဟာညင်ညင်သာသာပဲတောင်းတင်သွားခဲ့တယ်လို့ယူဆမိကြအောင်ဥတီချန်နည်းနည်းလေးသာလွဲသွားရင် တင်မောဟာအင်ကိုဝင်တိုက်မိခဲ့မယ်ထင်ကြောင်းအင်ရှင်ကပြောပြပါတယ်အဲ့ဒီဒင်မော်ဟာတနင်္လာရေမိုင်16မိုင်နှုန်းနဲ့ခုံမောင်းနေရင်တောင်းတင်သွားခဲ့တာဖြစ်ပါတယ်။ Cyprus မှာမှတ်ပုံတင်ထားတဲ့ရေရင်ပေါ်မှာအမှုဒဏ်16ဦးလိုက်ပါလာခဲ့ပါတယ်။ဒင်မော်တောင်းတင်မှုနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေစတင်နေပြီလို့လည်း Norway အနာပိုင်တွေကပြောပြပါတယ်။ Norway ရဲ့တပ်ဖွဲ့ကတော့စစ်ဆေးမှုတွေရဲ့အဓိကရည်ရွယ်ချက်ဟာစက်ပိုင်းဆိုင်ရာပြဿနာလားလူအမာလားဆိုတာကိုဖော်ထုတ်ဖို့ဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိတောင်းတအောင်လုပ်ခဲ့တယ်ဆိုတဲ့အထောက်အထားမျိုးတော့မတွေ့ရကြောင်းမှတ်ချက်ပေးသွားပါရရှင် People's Way ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါရရှင်